မိမိအချိန်ကိုမရောမနဲ့တခါကတော့ပြင်းတဲ့သူတွေရောက်ရှိတယ်။လူတွေအပြင်းသွားလို့အိမ်ထဲတော့ကြံခဲ့ပြီးဖွင့်မရတဲ့အခါကျရင်ဖွင့်ပေးတာ။တော့ပြက်ရင်လည်းပြင်းတယ်ပေါ့။သူစလို့တုန်းကတော့တခါဖွင့်ရင်ငါးတောင်းယူတယ်။တော့တခါဖွင့်ဖို့အချိန်ကမိနစ်60တရာလောက်ကြာတာပေါ့။တခါဖွင့်ပေးနိုင်ရင်ငါးတောင်းရတယ်။လုံရင်လုံရင်နဲ့အချိန်ကြာလာလို့သူကျွမ်းကျင်သွားတဲ့အခါကျတော့ တော့တခါဖွင့်ဖို့ကိုမိနစ်60လောက်အချိန်မယူတော့ဘူး10မိနစ်ဆိုရပြီတကားဖွင့်ရင်လည်း9000ပဲဒါပေမဲ့ပြဿနာကဘယ်လိုလဲဆိုတော့ customer တွေကမိနစ်60လောက်အချိန်ယူဖွင့်တော့ငါကြတော့9000ပေးရမှာမနှမျောဘူးအခု10မိနစ်နဲ့လည်းဖွင့်ရောဟိုလက်ဒီလက်နဲ့ခဏလေးလှုပ်ပြီး9000တော့မများဘူးလားဆိုတာမျိုးဖြစ်လာတယ်အဲ့အခါသူကပြောတယ် ကျွန်တော်ကအချိန်နဲ့ charge လောက်တာမဟုတ်ဘူးကျွမ်းကျင်မှုကို charge လောက်တာပါလို့ဆိုပြီးအဲ့တော့ဆိုလိုတာက ကျွန်တော်တို့အချိန်ကိုရအောင်ပြီးလုပ်ငန်းခွင်နဲ့စဝင်ကြတာတော့မှန်ပါတယ်ဒါပေမဲ့အမြဲတမ်းကြီးတော့မဖြစ်စေချင်ပါဘူးအနာဂတ်မှာကိုယ့်ရဲ့အချိန်ထက်ကိုယ့်ကျွမ်းကျင်မှု ကိုယ့်အတွေ့အကြုံတွေနဲ့သာကိုယ့်တာမိုးကိုတည်ဆောက်ပါအဓိကကအချိန်အများကြီးတုံးပြီးငွေနည်းနည်းလေးရတာနဲ့ အချိန်နည်းနည်းလေးသုံးပြီးငွေအများကြီးရတယ်ဆိုတော့စန့်လေးကိုရစေချင်တာပါတချို့အလုပ်တွေက တနာရီကို90ပေးရမယ်တချို့အလုပ်တွေကတနာရီကိုတတောင်းရပါမယ်တချို့အလုပ်တွေကကြတော့မိနစ်ပိုင်းလေးနဲ့တိုင်းနဲ့ချိန်ဝင်တာမျိုးလည်းဖြစ်နိုင်ပါတယ်တာမိုးရှိတဲ့အလုပ်တွေကိုလုပ်ရင်သာတာမိုးရှိတဲ့အချိန်ကို ကုံဆုံးမယ်ဆိုရင် ကိုဘဝလည်းတာမိုးရှိလာပါလိမ့်မယ် ဒါကြောင့်အချိန်ကိုတာမိုးရှိရှိစီမံခန့်ခွဲတတ်ဖို့လိုပါလိမ့်မယ်။